โอเคအားလုံးမင်္ဂလာပါဗျာဖိုကိုဒီနေ့ပညာနေပြန်နေကြိုဆိုပါရဗျာဒီနေ့မှာတော့အဟိုဖုန်းတလုံးမွန်တော့ရမီ HA ဖုန်းတလုံးအဲဒီကောင်လေးကအာသွင်းတာများသွားပြီးတော့ပြန်ဖွင့်လိုက်တော့ပါပါမလာတော့ဘူးအာသွင်းလုံသွားတဲ့ဆိုပါတော့လေအာသွင်းလုံသွားပြီးတော့မနေဂျာတော့ဖွင့်ကြည့်တော့ပါပါဖွင့်မြတ်တော့ဒီဟာလေးကိုကျွန်တော်တို့ပြပြနေမြောက်ပေးမှဖြစ်ပါတယ်အာဒီမှာလဲဒီတစ်ဆိုင်မှာလဲပြခဲ့သေးတယ်နေတူတယ်เนาะဒီမှာ သူပြပြတော့ပြခဲ့သေးတယ်အစင်မပြေတယ်လားဘာလဲလို့မသိဘူးကျွန်တော်လည်းစမ်းကြည့်မှာပေါ့နော်ကျွန်တော်လည်းရမရတော့အမတော့မခံဘူးပေါ့နော်ကျွန်တော်လည်းစမ်းပြင်ကြည့်ရမှာဆိုတော့လေအဲ့တော့ကျွန်တော်လည်းရမရဒီတစ်ချက်စမ်းကြည့်မယ်အဲ့တော့ကျွန်တော်မိတ်ဆွေများလည်း live ကြည့်ပြပါအောင်ဗျာနော်โอเคအဲ့တော့ဒီကောင်လေးကကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲဒီဒီပေါ့နော်ဒီအရင်အရင် model တွေကကျွန်တော်တို့ဥမာ R100 ဥမာဥမာဆိုကြပါဦး R100 ဟိုဒီတော့ဒီကောင်လေးဆိုရင် R100 တွင်းတယ်100ပြည့်သွားတဲ့ဓာတ်ဆိုဖြတ်ပြီးတဲ့ကက်စတာလေးပါတယ်အဲ့လို အာသွင်းတာအဲ့လိုပစ်ထားတာကြာတဲ့ခြေမျိုးတွေမှာအဲ့ကောင်လေးကအလုံးမလုံးတာမျိုးတွေရှိတယ်အဲ့လိုအလုံးမလုံးရင်ဘယ်လိုဖြစ်မလဲဆိုတော့တရားတို့130တို့120တို့130အလုံးလေး overload တွေတွင်းပြီးတော့လုံးဝ charging engine ပြတ်သွားတာမျိုးလည်းရှိတယ်တချို့ဆို CPU တောင်ထိပ်ပြီးပြင်းပြတဲ့အထိလည်းဖြစ်နိုင်တယ်နော်အဲ့ဒီကောင်လေးဘယ်လိုရှင်းနေလာမလဲဆိုတော့ခြေလောက်စမ်းကြည့်မယ်ပြန်နော်အဲ့ဒီကောင်လေးကထုံးတဲ့တိုင်းပဲခွာလာလွယ်တယ်အနောက်ဖုံးလေးဒီတိုင်းလေးလက်သေးနေထိုးခွာရုံပဲနော်ဝေရဆိုကျွန်တော်ဒီကောင်လေးပြန်လေးထိုးခွာလိုက်မယ်နော်အဲ့ကျွန်တော်ဖုံးဆက်ပြီးတော့ မဆွေတူကလမ်းမေးတယ်ဖုန်းအဲ့လိုမနော်ဖုန်းဟိုကျွန်တော်ပြင်နေပြီဗီဒီယိုလေးကြည့်ပြီး तू လိုက်ပြင်နေတဲ့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ဟိုဘယ်ဟာတွေအဆင်မပြေလဲဆိုတော့ခွာတာပထမဆုံးခွာတာတိတ်အဆင်မပြေဘူးတဲ့ဟုတ်ပါတယ်ဒါကြောင့်မို့ပထမဆုံးခွာတာအဓိကအသက်ပါနော်ကျွန်တော်ပထမဆုံးခွာတာတိပြီဆိုမှအတွင်းထဲဟာဆက်လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့တစ်လုံးနဲ့တစ်လုံး အားလုံးကအတူတူနေပါဆိုပေမဲ့တချို့ဟာလေးရနည်းနည်းလေးကွဲတာမျိုးတွေရှိတယ်ဒီမှာတတိကောင်ဆိုကြည့်လိုက်ဒီကောင်ဆို finger ကြိုးအရင်ဖြုတ်မှဖြစ်ပါတယ်ဒီကောင်လေး finger ကြိုးအရင်ဖြုတ်မှအဲတချို့ဟာလေး finger ကြိုးဖြုတ်စရာမလိုဘူးဒီကောင်လေးဆို finger ကြိုးအရင်ဖြုတ်ရတယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးအနှဲငယ်လေးတော့ကွာကွာသွားနေပါတယ်ဒါပေမဲ့တလုံးနှလုံးသုံးလုံးလောက်ဖြုတ်ပြီးလို့ရှိရင်တော်တော်များများကိုဖြုတ်တတ်မှဖြစ်ပါတယ်ဗျ။ Okay အဲဒါပေမဲ့ဘွားနှက်လေးလေးဖြုတ်ကြည့်လိုက်မယ်နော်။ ကဲအဲ့တော့ဘွားနဲ့လေးလေးအကုန်လုံးဖြုတ်ဖြုတ်လိုက်မယ်နော်ဖြုတ်ပြီးဆိုတော့ねကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်လောက်ခွာလိုက်မယ်ခွာလိုက်မယ်ဆိုတော့ဒီမှာနည်းနည်းကျန်းနေသေးတယ်โอเค Okay. Okay. ြီးပြီးဆိုမှဒီမှာနော်သူ့ရဲ့ finger လေးကြိုးလေးမှာဆွဲလိုက်တာဆွဲလိုက်တာပြတ်မယ်နော်တေချာလေးဖြုတ်မယ်အမ်အဆိုရင်သူ့အဖုံလေးဒီမှာအဖုံလေး okay အဆိုရင်သူ့ဆက်ချင်တွေကဒီပုံစံမျိုးအဲဒီပုံစံမျိုးဆိုတော့အရင်ဆုံးအရင်ဆုံးဒါတော့အားလုံးသိတဲ့အတိုင်းပဲအပေါ်နောက်ဆက်တဲ့ခါကြိုးဒါမှန်ကြိုးဒါဘက်ထရီအဘဒီကိုအရင်ဆုံးခဏဖြုတ်လိုက်မယ်ပိတ်ဖြုတ်လိုက်မယ်မန်ဂျိုးတဲ့ခဏဖြုတ်လိုက်မယ်နော်မန်ဂျိုးတော့မတိတ်တိကတ်တာတော့ဘာဖြစ်လို့လဲမသိဘူး တိတ်တိတ်ကတ်ထားတယ်ဘာဖြစ်လို့လဲမသိဘူးဆိုတော့โอเคအဲ့တခါပြန်တက်ကြည့်မယ်ပြန်တက်ပြီးတော့တခါပြန်ဆန်းကြည့်မယ်နော်เนาะအားလေးတစ်ချက်ပြန်သွင်းကြည့်မယ်ပြန်တက်ပြီးအားလေးပြန်ဆန်းကြည့်မယ်โอเคကျွန်တော်တို့ဒီခါကျလို့ရှိရင်ဒီမှာဒီဒီကြိုးအတာ မီလီနဲ့ဂျုံတော့ဒီကလေးမီလီနဲ့ဂျုံနဲ့ထိုးလိုက်လို့မီးရဒီတိုင်းပဲဆိုရင်ဒီအောက်ချမ်းမှာ short မရှိဘူးမီလီနဲ့ဂျုံနဲ့ထိုးလိုက်လို့ဒီမှာမီးမိန်သွားလို့ရှိရင်ဒီအောက်ချမ်းမှာတစ်ခုရှော့ဖြစ်နေလို့ယူဆလို့ရပါတယ်။နောက်ဆက်ဒီအောက်ချမ်းမှာ short မရှိဘူးဆိုတော့အပေါ်ကဖြစ်ပေါ်များတယ်။သို့မဟုတ်ဆက်ကလာတက်ခဲလာနှစ်ခုတည်းတစ်ခုပဲတစ်ချက်လောက်ဆက်ဆမ်းမယ်နော်။ Okay အဲ့တော့ကျွန်တော်ဒီကောင်လေးကိုအရင်ဆုံးဆက်မှာ short ရှိမရှိဆမ်းမယ်။ short မရှိဘူးဆိုလို့ရှိရင်တော့ပတိဆက်မယ်ပေါ့နော်။အရင်ဆုံးကျွန်တော်ဆက်လေးကို short ရှိမရှိဆမ်းမယ်။ဆမ်းမယ်ဆိုတော့ဒါသူ့ရဲ့ပတိထိုင်နော်။ ပြီးပတိထိုင်ကျွန်တော်တို့အဲ့ပတိအထိုင်လေးကိုကျွန်တော်ဖျက်ဖျက်ထားပါတယ်အဲ့ဟောင်းပတိပေါ့နော်ကျွန်တော်မှာဟောင်းပတိရှိတယ်ဟောင်းပတိကတော်တော်မျိုးလေးအထိုင်လေးအဲအထိုင်လေးကိုကျွန်တော်လည်းဒီမှာအဲ့လိုဖြုတ်ထားတယ်သူ့ကိုတက်ပြီးတော့အလွယ်တကူ supply နဲ့ဆန်းလို့ရတယ်ပေါ့နော် okay အဲ့ဆိုတော့ကျွန်တော်ဒီမှာဒီကောင်လေးကိုတစ်ချက်လောက်ဆန်းမယ် okay အဲဒီမှာတော့ ဲဆိုသူ့ထိုင်တဲ့ quality ပဲဒီကောင်ဒီကောင်မျိုးလေး3-4ခုလောက်ဖြုတ်ထားလို့ရှိရင်ဘယ်ဖုံးလာလာအကုန်ထောင်းပါတယ်အကုန်ဆင်ပြေပါတယ်ဗျအဲ့တော့ဒီမှာလဲအပေါင်းနှုတ်ကမားစရာမရှိပါဘူးဒီမှာတော့သူတစ်ခါလဲပါပဲပေါ့နော် B minor B B plus ဆိုပြီးတော့ okay ကျွန်တော်ကြည့်လိုက်မယ် okay အဲ့ဆိုရင်ဒီကောင်က b minor b plus ဒါဆိုတော့ဒါကအပေါင်းအနှုတ်ပေါ့နော် okay အဲ့ကျွန်တော်အပေါင်းနှုတ်လေးတစ်ချက်လောက်စမ်းကြည့်လိုက်မယ်နော် တော့အပေါင်းတို့လည်းနေ supply မှာစမ်းကြည့်လိုက်လို့ကျွန်တော်တီးရဲဆိုပြီးတော့ twin supply နဲ့စမ်းမယ်ဆိုတီးရဲဆိုအတန်မီ short short ရှိတယ်ပေါ့နော်အဲ့တော့ဘာမှမမြင်တော့ short မရှိဘူးအဲ5 ambient နဲ့စမ်းမယ်ဆိုရင်တော့00ပြနေတော့ short မရှိဘူးခဏနဲ့အများကြီးတက်သွားမယ်ဆိုရင် short ရှိလို့ယူဆလို့ရပါတယ် okay ကျွန်တော်စမ်းကြည့်လိုက်မယ် okay အဲ့ဆိုရင်အားလုံးကညင်နေတယ်အဲ့တော့ကျွန်တော်ကြီးအဲကျွန်တော် five supply နဲ့စမ်းတာ okay လုံးဝ short မရှိဘူးဒါဆိုရင် short မရှိဆိုလို့ရှိရင် set set ချင်နေရတယ်နည်းနည်းတန့်နေလို့ခံစားရတယ်အဲ့တော့ကျွန်တော် ပရီလေးစမ်းကြည့်မယ်နော်ခုနောက်ပိုင်းဒီ error တွေအဖြစ်များရယ်နော်အာအသွင်းလွန်ပြီးတော့ဥမာဆိုကြပါဦးသူကတရားထိအသွင်းထားတယ်တရားထိအသွင်းထားတာကိုလုံးဝမရှုပ်ဘဲနဲ့ပြစ်ထားတာကြားတဲ့အချိန်မျိုးမှာတရားနဲ့ကိစ္စမရှိဘူးတပန်းနဲ့ကြားတဲ့အချိန်မျိုးမှာဘယ်လိုဖြစ်လဲဆိုတော့တရားရှိတရားရှိတဲ့ပရီနေထားကနေ overload တွေတားဆောက်သွင်းလိုက်ပြီးတော့လုံးဝတရားနေလုံးဝ0ထိပြန်ဖြစ်သွားတဲ့အချိန်မျိုးလည်းရှိတယ်ဒါကတော့ပြောချင်တာတော့ပရီကြောင်သွားတဲ့သဘောမျိုးလည်းဖြစ်တတ်တယ်တော့ကျွန်တော်သူ့ပတုပတိလေးကောင်းမကောင်းကို မင်းဒါလေးနဲ့ထောက်ဆက်မယ်ကျွန်တော်အရင်ပြည်တော်မှာတော့ပတိကောင်းမကောင်းစစ်စစ်စီနေမြောက်ပေးခဲ့ပြီးပြီနော် တော့မီတာနဲ့ဆက်လို့ဒီမိုင်းနဲ့ပြနေမယ်ဆိုလို့ရှိရင်အပေါင်းတို့မားနေလို့ပြတာပါဒါကြောင့်လို့အပေါင်းတို့မားစရာအကြောင်းမရှိပါဘူးအဲ့တော့ကျွန်တော်စမ်းကြည့်လိုက်တဲ့ခါမျိုးမှာလဲဩโอเคအဲပရိက2.0ပဲရှိတော့နည်းနည်းလေးတော့နည်းနည်းကြနေလို့တော့ယူဆလို့ရတယ်အဲ့တော့ကျွန်တော် supply line နဲ့တစ်ချက်လောက်ထောက်ပြီးတော့သူ့ကို no မယ်ပေါ့နော် supply line နဲ့ထောက်ပြီးတော့အဲသူ့ကိုနည်းနည်းလေးပြန်ပြီးအလုတ်လုတ်သွားအောင်လို့တစ်ချက်လောက်ပြန် no မယ်နော် supply line နဲ့ထောက်ပြီး no မယ်ဆိုတော့ supply line လေးတစ်ချက်ယူမယ် ဟိုမှုမယ်ဆိုတော့တော့ဒီမှာသူ့နည်းနည်းလေးနည်းနည်းထောက်နိုးလို့အဆင်ပြေအောင်လို့ပေါ့နော်အဆင်ပြေအောင်ကျွန်တော်ဒီကောင်လေးတုံးလိုက်မယ် โอเคကျွန်တော်ဒီပုံစံတိုင်းလေးကိုကျွန်တော်ပတိကိုဆပ်လိုက်နဲ့အပေါင်းတို့လေးချိန်ပြီးတော့အားလေးတစ်ချက်ထောက်သွင်းထားမယ်အဲတကယ်လို့ပတိအလုံးလုံးတဲ့ခါမျိုးမှာလန့်ပြီးတော့ပြန်လဲအလုံးလုံးပါတယ်အားမရှိရင်လည်းအားသွင်းပေးတာပေါ့နော်ကျွန်တော်နည်းနည်းတော့ဒီကောင်းလို့15မိနစ်လောက်နည်းနည်းကြာကြာထားလိုက်မယ်โอเคအဲ့တော့ကျွန်တော်ခု15မိနစ်လောက်10မိနစ်ကျော်လောက်ပေါ့เนาะကျွန်တော်ထားပြပါပြီထားပြပြီးတော့ကျွန်တော်တစ်ချက်တော့ပြန်ဆန်းကြည့်မယ်เนาะ တကယ်ပဲပတိကအလုံးမလုံးပဲကြောင်သွားတာလားဆိုတော့အဲ့တော့ပတိကအလုံးမလုံးပဲကြောင်သွားတာလားလို့တစ်ချက်တော့စမ်းကြည့်မယ်ကျွန်တော်တို့တွေโอเคဟုတ်ပါတယ်ဗျာเนาะဒီမှာဆိုရင်ပတိကအဲကျွန်တော်တို့ ဟိုဘာလုပ်လေတွင်းပြီးတော့ကြောင်သွားတာပေါ့နော်အပူတွေလုံဝေးကြောင်သွားတာပါဒါမှခုဆိုအာအသွင်းလို့ရတော့ပါပြီအဲ့တော့အသွင်းလို့အသွင်းလို့ရတော့ပြီဆိုရင်ပါဝါလေးပါဖြန့်ကြည့်မယ်အားလည်းအဲဒါဆိုတက်ခင်းနေနဲ့ကြောင်နေတဲ့ဘောမှာရှိတယ်အခုနစမ်းကြည့်တော့ကျွန်တော်2 point မပြည့်ဆိုလို့ရှိရင်အနည်းဆုံး34 list လောက်ပဲရှိမယ်ဘက်တရီကအခုဆိုရင်80ကျော်တော့ရှိသွားပြီဘက်တရီနေနဲ့ကြောင်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပါဝါဖြန့်ကြည့်မယ် โอเคဒါဆိုလို့ရှင်เนาะအဆင်ပြေသွားပြီဆိုတော့ကျွန်တော်ပြန်လုံးပြန်လုံးလိုက်ပြီเนาะကျွန်တော်ပြန်လုံးလိုက်မယ်ပြန်လုံးလိုက်မယ်တစ်ချက်တော့ဖွင့်ဆန်းကြည့်โอเคโอเคနောက်ဆိုရင်အားလည်းတစ်ချက်တော့ဆက်သွင်းကြည့်လိုက်မယ်เนาะโอเคဒါဆိုရင်အားလည်းတွင်းလို့အဆင်ပြေပါတယ် โอเคမနော်အားလည်းသင်တို့ဆင်ပြေတော့ပါပြီဗျโอเคဒါဆိုရင်ဒီဖုန်းလေးက trade 22တော့မဟုတ်ဘူးဒါပေမဲ့ပတိပတိပေါ့နော်ပတိဖြစ်သွားတာပါပတိကြောင်သွားတယ်ပေါ့နော်အားသွင်းတာအရန်ကြာပြီးအိုဘာလုတ်တွေဖြည့်ပြီးအပူတွေအရန်လုတ်ပြီးပတိကအလုံးမလုတ်တော့တာပါဒါလေးပြန်ဖြုတ်လိုက်တယ်ပြီးတော့အေးအေးပေးလိုက်တယ်အေးပီပီရောဒီပတိအားရှိမရှိစစ်မယ်ငါစစ်ပြီးရောကျွန်တော်တို့ပတိလေးကို supply နဲ့ဆက်လောက်ချိန်ထား5မိနစ်10မိနစ်လောက်ပေါ့နော်ပြီးတော့အလုတ်ပြန်လုံးသွားပါတယ်ဗျအခွေးအားလုံးကျေးဇူးတင်ပါတယ်ဗျမေဆွန်လုံးနဲ့စစ်ပြီးမင်းတို့ထင်ပါတယ် Lions Win နေပြီအားပေးခဲ့ပါအောင်ဗျ လုံးပဲမကလာမပြပို့ခွာလေးနဲ့ပြညာကနဲ့အားလုံးကိုချိုးဆိုပါတယ်ဗျာ like and subscribe နဲ့ပြအပေးချပါဦးဗျာ yeah yeah